ချန်ပီယံကမ္ဘာကိုကြီးမန်းထားရင်သွေးလင်းထက်အတွက်နောက်ထပ်အတားစီတစ်ခုသွေးလင်းထက်အတွက်နောက်ထပ်အတားစီတစ်ခုဒါမှမဟုတ်နောက်ထပ်စိန်ကောင်မှုတစ်ခုလို့ဆရာမှဖြစ်ပြီး Flyweight တန်းရဲ့ထိတ်တန်း Fighter တယောက်ဖြစ်တဲ့ကြောင်စုရိုင်းဟာ Strawweight တန်းကိုဆင်းလာခဲ့ပြီဖြစ်ပါတယ်။ Thai Fighter Flyweight တန်းရဲ့ထိတ်တန်း Fighter ငါးအုပ်ထဲကတယောက်ပါဝင်ဖြစ်ပြီးအဆိုပါဝေတန်းမှာသာဆက်ပြီးကစားနေ Flyweight Muay Thai Champion ဆိုတဲ့ရှင်မြန်ရွယ်ရှိနေတဲ့ Fighter တွေတဲကတယောက်ပါဝင်ဆိုတာအားလုံးလည်းသိထားခဲ့ကြပြီသားဖြစ်မှာပါ။ ရော့တန်ဆွာလန်နာအိုကောင်တာရာနီတို့ဖိုင်တာတွေနဲ့အတူဖလိုင်းဝေးတန်မွေတိုင်းရဲ့ထိတန်းဖိုင်တာ၅အောက်တဲမှာရှိနေကြတာဖြစ်ပါတယ်။ဆူရီယန်လန်ဒန်နီပူရီနဲ့နက်ခရာတို့လိုနာမည်ရှိဖိုင်တာတွေကိုအနိုင်ပြထားတဲ့ကြောက်ဆွေးရန်ဟာအခုခါမှာတော့ဖလိုင်းဝေးတန်ကနေဆင်းပြီးတော့စတော့ဝေးတန်ကိုဆင်းလာခဲ့ပါတယ်။ကြောက်ဆွေးရန်ဟာဖလိုင်းဝေးတန်မွေတိုင်းပွဲအဆင့်ပြင်နောက်ဆုံးရှင်ပြန်ထားခဲ့သူကတော့အစားပိုင်းချန်နိုင်ငံသား ကလူစာတာပြပြီးတိုင်းဆုံးဖြတ်တဲ့အတူအရှုံးပေးထားခဲ့ရသူပါကလူစာတာရဲ့ဒူတိုင်းချက်နဲ့ပလက်လန်ကြာသွားတဲ့အထိရင်ဆိုင်ကရဲ့ကြောက်စုရိုင်းဟာအဲ့ဒီပွဲဆင်ပြီးမှစတော့ဝေတန်းကိုစင်းထိုးဖို့တိဖြစ်လာခဲ့တာပါလက်ရှိစတော့ဝေတန်းမှာရှင်ပြိုင်နေခဲ့တဲ့မော်ဖိုင်တာတွေတဲမှာသွေးလင်းထက်ကပါဝင်နေခဲ့တာဖြစ်ပြီးသွေးလင်းထက်အတွက်တော့ဒါဟာတကယ်စင်ကောင်မှုတစ်ခုလို့ဆိုရမှာပါတခုရှိတာကမော်ဖိုင်တာကိုရိုင်းကချန်ပီယံစုကိုယူမှန်းပြီးရှင်ပြိုင်နေခဲ့ကြတာလားဆိုတာပဲဖြစ်ပါတယ်ပဆိုင်ရရင်ပြောဆိုတဲ့စိန်မျိုးတက်ချန်ပီယံခပ်ဘက်ကိုအဓိကရည်မှန်းပြီးရှင်းပြနေတာဆိုရင်တော့အခုထပ်ပို့ပြီးပုံစံကောင်းနေပြသဖို့လိုအပ်တယ်လို့နေချင်းမှုတွေနဲ့ပုံပုံပြုတ်လောက်သွားဖို့လိုအပ်ပါတယ် ဒီမှာ fighter တွေနဲ့ပတ်သက်ရင်တိုးလဲတိုးတက်စေချင်တယ်လို့ကချင်သားကြီးလိုမဖြစ်ရင်တော့မှကချင်သားကြီးနည်းတော့ဖြစ်စေချင်တယ်လို့ပဲပြောချင်ပါတယ်။ running ကပြောသွားခဲ့တဲ့စကားတွေထဲမှာသူ့အနေနဲ့ honor and sign လို့မျိုးမြန်မာပြည်သူတွေအတွက်ခုံဆောင်နေတဲ့ fighter တယောက်ဖြစ်ချင်တယ်ဆိုတဲ့စကားကိုသဘောကျမိတယ်လို့ဆိုလိုက်ချင်ပြီးတခြား fighter တွေအနေနဲ့လည်းစိတ်ကူးရှိရတဲ့လက်လေးကြကြလုပ်ပြနိုင်အောင်စူးစမ်းစေချင်တယ်လို့ပြောချင်ပါတယ်။ကျွန်တော်တို့ရောတန်းစင်ကိုလည်း champion တယောက်ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ခဲ့ကြဘူးသလိုတွင်းလင်းချက်ကိုလည်း champion ဖြစ်လာလိမ့်မယ်ဆိုတဲ့အတွင်းမျိုးတွေးထားခဲ့ကြပူပါတယ်။ဒါပေမဲ့မျှော်လင့်ချက်တွေဟာတဲတဲရေတုံတို့ဖြစ်နေစေလို့ဆရာမှာဖြစ်ပြီး fighter တွေရဲ့စူးစမ်းမှုတွေကိုအသိမှတ်ပြုပေမဲ့သူတို့တွေကိုအခုထပ် ်ပို့ပြီးတော့ကြိုးစားပြီးအခုထက်ပို့ပြီးအောင်မြင်စေချင်တယ်လို့ပဲဆိုကြပါတယ်။သွေးလင်းထက်ဆိုရင် Time Fighter တွေကိုဇက်တိုက်အနိုင်ပြထားခဲ့ပြီးပုံစံကောင်းနေပြသနိုင်တာကိုမြင်တွေ့ရတော့ ပရိသတ်တွေရင်ထဲမှာတော်တော်လေးကျင်းတဲ့အားရခဲ့ကြပြီးချန်ပီယံလောင်းတယောက်ကိုအားပေးနေခဲ့တယ်လို့စိတ်ထဲမှာစွဲထင်လာခဲ့တဲ့အထိမြင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဆန်အေလုံးမွေတိုင်းပိုးရဲ့ကြီးနဲ့ရှင်လိုက်တဲ့အချိန်မှာကြားရှိရောက်သွားတဲ့ရုံတငယ်လေးတစ်ကောင်လိုမြင်တွေ့ခဲ့ရပြီးကလင်းချန်အနေနဲ့ပညာပိုင်းဆန်ရည်အများကြီးလုံနေသေးတယ်ဆိုတာကိုမြင်တွေ့ခဲ့ကြတာပါ။ဆိုင်ဆိုတော့ချန်ပီယံဟောင်းတယောက်ဖြစ်ပြီးဝိုင်းရင်တပိုင်းတွေ့ကြုံရှိတဲ့ဖိုင်တာကြီးဆိုပေမဲ့တဲ့ရဲတစ်ခုကိုရောက်နေတဲ့ဖိုင်တာတယောက်ပါအဲ့လိုတဲ့ရဲတစ်ခုကိုရောက်နေတဲ့ဖိုင်တာကြီးနဲ့ရှင်တဲ့အချိန်မှာ left hand ချက်ပေးနိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရကလွဲရင်ချန်တဲ့အချိန်မှာဘာမှလုပ်ပြနိုင်ခဲ့ခြင်းမရှိတာကိုမြင်တွေ့ထားခဲ့ရပါ အခုဆိုရင်ဆန်အေလိုခက်ချင်တဲ့ fighter ကြီးတွေမဟုတ်တော့ဘဲကြောက်ဆူရောင်းလို့ flyweight မွေးထားရင်ထိတ်တန်း9ယောက်တဲကတယောက်ပါဝင်ဖြစ်တဲ့ fighter တယောက်ပါရောက်ရှိလာခဲ့ပြီဖြစ်ပါရင်တွလင်းချန်နေနဲ့ချန်ပီယံစုကိုမျှော်မဲ့နေချန်ပီယံခပ်ဘက်ကိုရယူသွားဖို့ရည်မှန်းထားတယ်ဆိုရင်ကြောက်ဆူရန်လိုဖိုင်တာတန်းနှစ်ဆပုံပြီးချန်ပီယံအောင်စ조사ပြဖို့လိုအပ်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။ဒါဟာဖြစ်စေခြင်းနဲ့ဆန္ဒလိုပြောရမှာဖြစ်ပြီးတွလင်းချန်တယောက်စတော့ဝေးတန်းမှာဘယ်အဆင့်ထိတက်နိုင်မလဲဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။